မင်္ဂလာပါ။အော်ရီယိုဝိုင်းစောင်းနိုင်ကနေကြိုဆိုပါရစေ။ဒီခုတစ်ခါမှာတော့ရှားထက်နယ်ဆိုတဲ့ Facebook account ကရေးတင်ထားတဲ့ဒရိုင်းပြည်လုံးပေါ်ပရာဟိတဆဲရှိတဲ့နိုင်ငံကျော်မင်းသမီးခိုင်နှင်းဝေရေကျမပေါ်ကိုချင်းစာတရားလေးရှေ့ပေးပါလားရှင်ဆိုတဲ့အကြောင်းကိုဖတ်ပြပေးမှာဖြစ်ပါတယ်။နားဆင်ကြည့်ပါအောင်ခင်ဗျာ။ဒရိုင်းပြည်လုံးပေါ်ပရာဟိတဆဲရှိတဲ့နိုင်ငံကျော်မင်းသမီးခိုင်နှင်းဝေရေကျမပေါ်ကိုချင်းစာတရားလေးရှေ့ပေးပါလားရှင်။ ဒီငွေတွေက အလကားရတဲ့ပိုက်ဆံတွေမဟုတ်ရပါဘူး။ကျမအပေါမတက်ဈေးအော်ရောင်းပြီးမှရလာတဲ့ချွေးနဲသာပိုက်ဆံတွေပါ။ကျမဟာခိုင်နှင်းဝေဖောင်ဒေးရှင်းကို အရင်ကလဲတူနေကြပါ။ကျမမိတ်ဆွေတွေနဲ့ကျမအကောင့်ကသူတွေလည်းသိကြပါတယ်။ထိုင်းကတချို့လူတွေမခိုင်နှင်းဝေစီလူချင်းရင်တောင်းလူလို့ရအောင်ကျမကိုယ်တိုင်ကမကထဥဆောင်ပြီးငွေကောက်ပေးခဲ့တဲ့သူပါ။ကျမတို့ကယုံကြည်ခဲ့တာပါရှင်။ကျမ မေလ9ရက်နေ့ကကုန်သည်စီကိုအထက်ဖို့29သိန်း9500တိန်30နေပါလွှဲရမှာဟုမက်ခိုင်နှင်းဝေရဲ့ဖောင်ဒေးရှင်းအကောင့်ကိုမှားလွဲခဲ့မိပါတယ်ကျွန်တော်ဘက်ကမှားလွဲမိမိချင်းတနာရီအတွင်းလူကိုယ်တိုင်ဂျုံကိုတွားပြောခဲ့ပါတယ်ဂျုံဘက်ကမက်ခိုင်နှင်းဝေပြောပွဲရောက်နေလို့နောက်6-9ရက်နေမှ ပြန်ရောက်မယ်အဲ့ဒီခါကျမှလာခဲ့လို့ပြောပါတယ်သူတို့ချင်းနဲ့ရက်ပြန်သွားတော့ ဘန်နံဘတ်မှတ်ပုံနဲ့အရှိနောက်ဘန်စတိတ်မန့်တွေတွားယူခိုင်းလို့ယူပေးခဲ့ရပါတယ်အဲ့ဒီချိန်ထိလဲဂျုံဝန်တန်းတွေနဲ့ပဲတွေ့ခဲ့ရတာပါဂျုံဝန်တန်းတွေရဲ့ဆက်ဆံရေးကလည်းကျမတို့လူပို့သွားတဲ့အချိန်ဆက်ဆံရေးနဲ့ငွေမလွယ်လို့ပြန်တောင်းတဲ့အချိန်ဆက်ဆံရေးကကွာခြားမှုများပါတယ်ကျမတို့မှာသူများပိုက်ဆံကိုအလကားသွားတောင်းနေရတယ်လို့တိမ်ငယ်မှုကိုခံစားခဲ့ရပါတယ်အဲ့ဒီနေ့မှာသူတို့တောင်းတာပေးပြီး ူတို့အစင်းစင်းတင်ရမှာမလို့နောက်ထပ်၄ရက်ထပ်ဆောင်ခိုင်းပါတယ်။ဆောင်ခိုင်းတဲ့ရက်ပြည့်လို့ဖုံးခေါ်တဲ့အခါဖုံးမကင်လို့လူကိုယ်တိုင်သွားမေးတဲ့အခါတောင်တကုံမျိုးနယ်ရုံကထောက်ခံချက်ကိုသွားယူခိုင်းပါတယ်။မျိုးနယ်ရုံကလည်းသူတို့နဲ့မဆိုင်ဘူး။အဲ့လိုပေးရတယ်လို့လုံရုံလုံစင်မရှိဘူးလို့ပြောပါတယ်။သူရုံကိုကျမတို့ပြန်သွားတဲ့အခါသူ့ဝန်ထမ်းတွေကကျမတို့ပေါ်မတူသလိုမတန်သလိုဆက်ဆံပြောဆိုခဲ့ပါတယ်။ဒါို့ မခိုင်နှင်းဝယ်တိလားမတိလားကျမမသိပါအဲ့ဒီအချိန်တိကျမမခိုင်နှင်းဝယ်သမဟုတ်တာဝန်ရှိသူတဦးနဲ့လုံးဝမတွေ့ရသေးပါဘူးဂျုံကဝန်ထမ်းကကျမတို့ကိုပြောလိုက်တာကမခိုင်နှင်းဝယ်မန်နေဂျာကအခုရှူတင်လိုက်နေရလို့ညခရဏာရီထိုးကျမတို့ကိုပြန်ဆက်သွယ်ပေးလိုက်မယ်လို့ပြောလာပါတယ်ကျမတို့ဖုန်းနံပါတ်ပဲယူထားပြီးမန်နေဂျာဖြစ်သူရဲ့ဖုန်းနံပါတ်ကိုကျမတို့လုံးဝမပေးလိုက်ပါဘူး ည9:00နာရီထိုးမှာခိုင်နင်းဝေမန်နေဂျာဆိုသူနာမည်ကန်တူကဖုန်းဆက်လာပါတယ်။သူပြောတာကမလွယ်မီလို့တနားရီတွင်းသွားပြောခဲ့တဲ့ကျမတို့ငွေကိုအဲ့ဒီတနားရီအတွင်းမှာလှူလိုက်ပါတယ်လို့ပြောပါတယ်။ဒါပေမဲ့အလူငွေလက်ခံလဲသူတို့မှမရှိသလိုဘသူကိုလှူလိုက်လဲလဲမသိရပါဘူး။ကျမတို့ကဘသူနာမည်နဲ့လှူလဲလို့မေးတော့သူတို့မှတိန်းတောင်းချီဝင်းနေလို့အချင်းနဲ့တပြေးညီအကုန်လှူရလို့ပြောပါတယ်။ မှန်တကယ်လူခဲ့ရင်လာပြောတဲ့တနားရီတွင်ဘာလို့အဲ့ဒီလူတဲ့ကိစ္စမပြောခဲ့ရလဲကျမတို့မှားလွဲတာသေချာတဲ့ခိုင်လုံနဲ့တပ်သေးတွေစဉ်စဉ်ယူခိုင်းပြီးမှလူလိုက်ပြီးအလွယ်ပြောတာဘလို့ယုံရမလဲမန်နေဂျာဆိုပြီးဖုန်းလက်ခံပြောပေးသူကမခိုင်နှင်းဝေရဲ့မန်နေဂျာအစ်စ်ဟုတ်မဟုတ် ကျမတို့မသိရပါဘူးအပြင်မှာလဲတစ်ချိန်မှ မတွေ့ခဲ့ဘူးလို့မသိရပါလူလိုက်ပြီးလို့ပြောတဲ့ပြင်ဒီပိုက်ဆံလိုချင်ရင် ူတို့ကနေပြည်တော်ကိုအဆက်ဆက်တင်ပေးရအောင်မယ်လဲပြောပါသေးတယ်။ပိုက်ဆံ330ကဒီလောက်အဆက်ဆက်လောက်ရမယ်လို့မသိခဲ့တာပါ။ငွေဝင်တော့ကတော့ဘသူစီရဝန်းလာမှမစစ်သေးပဲပြန်ထွက်ခါမှ နေပြည်တော်ထိဆယင်းတင်ရတယ်လို့သိရပါတယ်။နေပြည်တော်ထိတင်တာကိုကျမတို့ကဘယ်ချိန်တိစောင်းရနိုင်မလဲလို့မေးတာကို အချိန်တိကျမသိဘူး။သူတို့ကပဲရုံကြည်ပြီးစောင်းရမယ်လို့ပြောလာပါတယ်။ကျမတို့က ဒီလိုစကားတွေရှင်းနောက်မကြီးမျိုးစုံဖြစ်လာတော့ဘယ်လိုယုံရမလဲမေးတဲ့အခါမယုံရင်တရားဥပဒေအတိုင်းလုပ်လို့ပြောပါတယ်။ကျမလမ်းစဉ်အတိုင်းလုပ်ဖို့ KBZ ဘဏ်မန်နေဂျာနဲ့တွားတွေ့ခဲ့ပါတယ်။ဘဏ်ကပြောတာကမှားလွှဲတဲ့လူကိုသိနေပြီပဲ။လူချင်းတောင်းဖို့အရင်ပြောပါတယ်။တောင်းလို့မရဘူးဆိုဒါသူတို့ဘက်ကလိန်လယ်မှုမြောက်သွားပြီလို့ကျမတို့ရဲစခန်းမှာတန်ကျက်ဖွင့်ရမယ်ပြောပါတယ်။ စကန်းကိုတိုင်ကျက်ဖွင့်တဲ့အခါသူတို့အကောင့်ထဲမှာကျမတို့ငွေရှိသေးလားဆိုပြီးဘန်ကသူတို့အကောင့်ကိုစစ်ကြည့်တဲ့အခါငွေအမောင်းကသိန်းပေါင်းများစွာရှိနေပါတယ်အဲ့ဒီအတွက်ကျမဘက်ကတိုင်ကျက်ဖွင့်ခဲ့ရင်သူတို့ရဲ့အကောင့်က အပိတ်ခံရမယ်လို့ဘန်ကပြောပါတယ်ဒီသိန်းပေါင်းများစွာကခုနှစ်ရက်သားသမီးရဲ့အလူငွေတွေလို့ကျမယူဆပါတယ်အဲ့ဒီအတွက်မန်နေဂျာဆိုသူကအလွယ်တကူ ဥပဒေတိုင်းလုပ်လို့ပြောပေမဲ့ကျမမလို့ရခဲ့ပါဘူး။ကျမဟာကျမချွေးနှဲစာကိုပြန်လို့ခြင်းုံတတ်တတ်ပါပဲရှင်။မက္ခိုင်နှင်းဝင်ရဲ့နာမည်ဂုံတိတ်ခါကိုလည်းတိခိုက်စီလိုစိတ်မရှိပါဘူးရှင်။ကျမရဲ့ချွေးနှဲစာလေးကိုပြန်လို့ခြင်းလို့မေတ္တာရက်ခံတာပါရှင်။ဒီဖြစ်စဉ်စလည်းဆုံးကျမမှာလူသက်တွေ record သက်တွေစာသက်တွေအကုန်ရှိပါတယ်။လိုအပ်ရင်ကျမတို့ပြသပေးသွားပါမယ်ရှင်။ကျမရဲ့ချွေးနှဲစာ အပြားတစ်ချက်ကအစကျမတန်ဖိုးထားပါတယ်ဒီဖြစ်စဉ်ဟာကျမအပေါ်မတရားဘူးလို့ခံစားရပါတယ်သူ့ဝန်ထမ်းတွေရဲ့လောက်ရက်ကိုမခိုင်နှင်းဝေသိမသိကျမမသိပါဘူးမခိုင်နှင်းဝေသိအောင်ကူးရှယ်ပေးကြပါဝေမြပေးကြပါအောင်ရှင်မေတ္တာရက်ခံပါလေမှတ်ချက်အကောင့်တူမှားလွဲမိတာ လုံးဝမဟုတ်ပါဘူးအစ်စ်ပါနော်ကျမတို့လွှဲလိုက်မိတဲ့ဘဏ်အကောင့်ကလည်းသူတို့အကောင့်မှာပဲရှင်ပိုက်ဆံကလည်းဝင်လို့ သူတို့လူလိုက်ပြီလို့တောင်းသူတို့ဘက်ကလည်းပြောထားတာကိုကျမတေချာရှင်းပြထားပါလေရှင်။နားဆင်ပေးကြသူအားလုံးကိုကျေးဇူးတင်ပါတယ်။အားလုံးပဲဘေးဖရာတွေဝေးကွာကြပါစေဗျာ။